ဒီကနေ့ထိတ်တန့်ရောက်တဲ့သတင်းကတော့အမေရိကန်သမ္မတနဲ့တရုတ်သမ္မတတို့တွေ့ဆုံပွဲသတင်းဖြစ်ပါတယ်။ကုတ်တော်ရီစစ်ပွဲဆင်နွှဲနေကြတဲ့အမေရိကန်နဲ့တရုတ်နိုင်ငံတွေရဲ့ခေါင်းဆောင်၂ယောက်ဟာတောင်ကိုရီးယားနိုင်ငံမှာကျင်းပနေတဲ့ APEC အာရှပစိဖိတ်စီးပွားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးသင်းရင်တွေ့ဆုံကြတာဖြစ်ပါတယ်။အစည်းအဝေးပြီးမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတိတ်မကြတော့တဲ့အချိန်မှာကုတ်တော်ရေးသဘောတူစာချုပ်ထုတ်ဆိုနိုင်တော့မယ်လို့ပြောပါတယ်။ တရုတ်ရဲ့ပို့ကုန်အပေါ်မှာအမေရိကန်ကအခွန်လျှော့ပေးမှဖြစ်ပြီးမြေရှားတတုနဲ့ပတ်သက်လို့အမေရိကန်အတွက်အသားစီးဖြစ်နေတာတွေကိုဖယ်ရှားနိုင်ခဲ့ပြီလို့ပြောပါတယ်တရုတ်သမ္မတရှီကျင်းပင်ကအဓိကကုန်သွယ်ရေးကိစ္စရပ်တွေ ပြည်လည်သွားပြီလို့တရုတ်အစိုးရပိုင်းမီဒီယာတွေကို ပြောပါရယ်။နှစ်နိုင်ငံစလုံးဟာတရားမှုဝင်ရွှေ့ပြောင်းသူများအွန်လိုင်းလိမ်လည်မှုငွေကြေးခဝါချမှုနဲ့ AI နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပူးပေါင်းဆောင်ရွက်ကြဖို့စင်နာရှိကြတယ်လို့ပြောပါရယ်။ ဒီသတင်းရေးသားတဲ့အချိန်ထိတော့အမေရိကန်မှာရှိတဲ့တစ်တော်လုပ်ငန်းကို အမေရိကန်ကဝယ်ယူမဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘာမှထုတ်ဖော်ပြောကြတာမရှိပါဘူး။